မြန်မာပြည်ပေါ်တိုင်းအနာညီကုံမော်လမာများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ဖတ်ဆက်သားလိုက်ပါတယ်ဒီနေ့မှာတော့အာဆီယံကကြံရပါဖြစ်နေပြီလားဆိုတော့သုံးတက်ချက်ဆောင်ပါလေးတွေကိုကျွန်တော်အနေနဲ့ဖတ်ချင်းများဝေတင်ဆက်တော့မှာဖြစ်ပါတယ်ဆိုတော့ကအာဆီယံကကြံရပါဖြစ်နေပြီလားဒါကမေးခွန်းတစ်ခုဖြစ်နေပြီအရသာပြတ်မှတ်တွေကိုတွင်ကျေစွာတိုက်ခိုက်နေတဲ့စစ်နီးဗျူဟာတွေနဲ့စစ်ကောင်စီကအတုံးပြူလာနေတယ် လက်နက်ကင်တော်လန်ရဲ့အခွေးတွေကိုမြေပြင်တိုက်ပွဲမှာအရေးနှိမ့်လာနေတဲ့စစ်ကောင်စီဟာအာသာချက်ဖြစ်တဲ့လေကြောင်းကနေပြီးအရသာပြင်းမှတ်တွေကိုတွင်ကျေစွာတိုက်ခိုက်နေတဲ့စစ်နီးဗျူဟာတွေကိုအသုံးပြုလာတယ်။စစ်ကောင်စီအနေနဲ့အာဏာသိမ်းမှုအတွင်းမှာစွန့်လွတ်နေနေတဲ့အပါအဝင်တပ်စခန်းတွေတပ်အင်အားတွေနဲ့လက်နက်ခင်းရများစွာပြုံးတိနေခဲ့တဲ့အတွက်အရသာတွေကိုဖိအားပေးတဲ့စနစ်နီးဗျူဟာကိုလုံးဆောင်နေတယ်ဆိုတာစစ်ရဲအကြီးခတ်သူတွေကတုံ့တပြောဆိုနေကြတယ်။ စင်းဒီဗျူဟာတွေဟာဓမျိုးကြမြေပြင်စခန်းတွေမှာတိုက်စစ်တတ်တတ်မဟုတ်တော့ပဲကူပေးနိုင်တဲ့လက်နက်နည်းပညာတွေအဖြစ်ဒရုန်းနဲ့တိုက်ခိုက်တဲ့လေယာဉ်တွေအပြင်စက်တက်လေထီတွေကိုပါကင်းထောက်တာနဲ့ဘုံကျတာတွေမှာပို့ပြီးတော့လုံဆောင်နေတာတွေ့လာရတယ်ဒီလိုလုံဆောင်ခြင်းတွေမှာစည်ရဲအရာဖြစ်စေအုပ်ချုပ်ရေးအရာဖြစ်စေစစ်ကောင်စီလက်လက်မမီတော့တဲ့နေမြေစိုးမမှုမရှိတဲ့နေရာတွေမြို့မှာ လူစုလူဝေးရှိတဲ့အဆောက်အုံတွေကိုရန်သူလိုတမတ်ပြီးတော့တိုက်ခိုက်နေတာလေးဖြစ်တယ်။သူတို့စည်ရည်ရမှန်ချဖြစ်တဲ့လမ်းနက်ကင်ပြဖို့ဝင်တွေကိုကြီးခိုက်မှုနေပြီးများသောအပြင်ပြည်သူတွေကလေးငယ်တွေចောင်းသားတွေဒီလိုမျိုးလူတွေကိုပဲဦးစားပေးပြီးတော့အကြောင်းရင်းကသူတို့အသုံးပြုလိုက်တဲ့လမ်းနက်ခေရ လေချောင်းကကြေးတဲ့ဘုံပဲဖြစ်ဖြစ်အကျိုးတက်ရောက်မှုကကြီးခိုက်ပြီးတော့တေကျပျက်စီးသွားကြတယ်။သူတို့ကပြည်သူကိုလေရန်သူလိုတမတ်မယ် အဲ့လိုလူတွေရှိဖို့ပို့ပြီးတော့လူစုလူဝေးရှိနိုင်တဲ့နေရာမျိုးတွေကိုဘုံကျေးပြီးတိုက်ခိုက်နေတာဖြစ်ပါလေ။ဒေလာ31ရာနှစ်အထိအပြစ်ခတ်ရစေတာတဲ့စစ်ကောင်စီကမြေပြင်ထိတွေ့တိုက်ပွဲလုံးဝတစုံတရာမရှိပဲစာတင်ကြောင်းတကြောင်းကိုဘုံကျေးခေလို့ကလေးသူငယ်ကြောင်းသားကြောင်းသူတွေအစူးလိုက်အပြုံလိုက်တိုက်ခိုက်တေဆုံးခေကြရတယ်။စကိုင်းတိုင်းဒီပြေးချင်းမျိုးနေဦးထိန်တွင်ကျေးရွာရှိစာတင်ကြောင်းကိုကလေးတွေအတန်းတင်စာမွေးပွဲဖြေဆိုဖို့ပြင်ဆင်နေချိန်မှာ မေလာစင်းနီယာနေ့မနက်9:00နာရီခွဲလောက်မှာစစ်ကောင်စီလေတပ်ကဂျက်ဖိုက်တာတစ်စီးနဲ့လာရောက်ပြီးတော့ပုံကျေခဲ့ပါတယ်။ဒါကအင်တာနက်ဆိုရှယ်နက်ဝါးပေါင်းများစွာမှာပြန်လောနေတဲ့တပြင်းပဲဖြစ်တယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ကျောင်းဆရာမ2ဦးအပါဝင်ကျောင်းသားကျောင်းသူ22ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူ60ကျော်အထိရှိလာတယ်လို့သိရပါတယ်။ဒီတဲ့င်းကခြေသာကြိုပြီးတော့ရေးထားရတဲ့တဲ့င်းဖြစ်တယ်။ ဒီနေ့မှတွေးလိုက်ရတဲ့တပင်ကထပ်တိုးပြီးတော့ကြောက်သားလေးနှစ်ယောက်ကိုထပ်ပြီးတော့တိုးလာတယ်။ပေဆုံးလေးလူကဒေသခံတို့ကယောမမြေပြင်စကြောက်ကမဝင်ရောက်တာနည်းနည်းလောက်ချိနေတော့လေကြောင်းအန်ရဲ့တတိပေးမှုတွေကိုရယူပြီးစာတင်နေကြတဲ့အနေအထားမှာအခုဖြစ်စဉ်ဟာတတိလက်လောဖြစ်သွားတယ်လို့ပြောဆိုထားတယ်။စစ်ကောင်စီကတော့အိုးထိန်တွင်ကျေးရွာကစာတင်ကြောင်းဘုံကျေးတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် မြင်းဆိုထားတဲ့အပြင်စီးရီးပြင်းမမဟုတ်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်မှုလောကမလုံးပါဘူးမြင်းဆိုထားပါတယ်လန်နက်ကైတော်လန်ရဲ့အခွေတွေကသာမျိုးနေကြေးရွာတွေကိုလန်နက်ကြီးတွေဒရုန်းတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာလို့နိုင်ငံပိုင်ဝါဒပြသတင်းစာတွေကလည်းတံပြန်ဆက်ဆွေးထားတာဖြစ်ပါတယ်အဲ့ဒီဖြစ်မှာအစိုးဆုံးကဆိုရှင်နဝတ်ပေါ်မှာခံပြီးတော့ပြောနေတဲ့စစ်လော်ဘီထဲမှာသဇင်ဦးဇော်ဘုံဝင်း ျော်စိုးမှုဒီကောင်တွေကဆိုးဆိုးဝါးဝါးကိုလော်ဘီပီဘီလူသားဆံမှုလုံးဝမရှိပဲကိုကစိတ်ကြီးကချီးတယ်လို့ကောက်ပြောနေကြတာဖြစ်တယ်ဒီထဲမှာပြောင်ကြီးပြောင်ကြီးခေါ်မောင်မောင်ကတော့ခလေခလန်းတန်းစားစကားလေးကို ပြောထားတာတွေ့ရတယ်မာပုဒုကတော့အမြင့်လိန်နေတဲ့စစ်တပ်ဆိုပြီးသူ့ကိုစမ်းကျင်ပြီးတော့စစ်လော်ဘီတွေကိုပါစမ်းကျင်ပြီးတော့တအူးလေးခံပြောထားတာတွေ့ရတယ် မမှန်ကန်တဲ့ဖက်ကမရက်တည်ဘူးဆိုပြီးတော့ပြောင်ပြောင်တင်းတင်းကြီးပြောထားတာကိုတွေ့ရတယ်။ဆိုတော့ NUG ဝန်ကြီးချုပ်ရုံးပြောပွဲရတဲ့ဦးနေဘုံလာကစစ်ကောင်စီရဲ့ဝါဒပြဆက်ဆွေးမှုတွေဟာတော်လန်ရေးနဲ့ပြည်သူတွေကိုတွေးခွေးတာဖြစ်တယ်။စာတင်ကြောင်းတွေကိုရည်ရွယ်ချက်ချင်းချင်းဒိုင်းရိုက်ဖုံးကျေးတာလို့ပြောထားတာဖြစ်တယ်။အဓိကတော့တော်လန်ရေးနဲ့ပြည်သူလူထုကိုတွေးခွေးခြင်းနဲ့အသေးပေလို့ဒီလိုနားလေပါတယ်။ ဘာကြည့်လို့လဲဆိုတော့အကြံပါစီအုပ်စုရဲ့ပြောဆိုခွင့်ရသူဇော်မင်းတွန်းကိုတိုင်အင်တာဗျူးတခုမှပြောတော့တယ်အဲ့ဒီတော်လန်ရဲ့အင်အားစုတွေသူတို့ကတော့အကြံဖတ်သမားတွေလို့ပုံထားပါတယ်တော်လန်ရဲ့အင်အားစုတွေနဲ့ချင်းနေတယ်ဆိုရင်ကလေးကားအစားပြစ်ခတ်တပ်ဖြတ်ခံနိုင်တယ်ဆိုပြီးတော့ဒီလိုမျိုးပေါ့ဒီလိုပြောဆိုထားတာရှိပါတယ်ဒီသဘောမျိုးကိုလေသူကပြောင်ပြောင်တင်းတင်းပြောတော့တာဖြစ်တယ်အဲ့ဒီလိုပဲအခုနောက်ပိုက်မှာဆိုရင်လေစာတင်ကြောင်းပေါ့ ကလေးတွေကလူငယ်တွေကြောင်းသားလေးတွေကြောင်းသူလေးတွေရှင်းနေတဲ့စာသင်ကျောင်းကိုတမင်တသက်ရည်ရွယ်ချက်ချင်းချင်းကိုဓာတ်ရိုက်ပြစ်တာပေါ်လို့ဆိုလိုတာဖြစ်ပါတယ်ပြောခဲ့တဲ့အတိုင်းစစ်ကောင်စီကလုံးနေပြီလားဒီအရာကိုကျွန်တော်တို့လေပြင်းမှာဆင်သွားသလိုထင်ရှားနေပြီဖြစ်တဲ့လေကြောင်းကနေတိုက်ခိုက်ဖို့အမိန်ပေးသူတွေပြင်းမှုကိုကာယကံမြောက်ကျူးလွန်ထားသူတွေနဲ့ပူပေါင်းပါဝင်သူတွေအားလုံးကိုဘာအကြောင်းလဲပဲဖြစ်ဖြစ် ပြည်တံကနေပြီးကျင်းလောခွင့်မရှိစေရဘူးလို့ NUG ပညာရေးဝန်ကြီးဌာနကအသိပေးထားတာကိုလည်းတွေ့ရတယ်။ဒါပေမဲ့ NUG ကတော့နည်းနည်းလေးပြောမယ်။လေလိုက်မှာကိုပြောတဲ့စကားကိုကိုတာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့လေလိုက်မှာမိမိတို့ကစာလဲရေးလိုက်တယ်ပါးစပ်လဲပြောလိုက်တယ်ဒါပေမဲ့လက်တွဲကြကြမှာဘာမှလည်းမရှိဘူး။ဒီတော့ပြည်သူလူထုကဘု து ဟောအားကိုရမှာလေ။ နော်လက်တွဲအကောင့်တွေဖော်ပါလေလိုက်အစိုးရဆိုပြီးလူတကာတွေရဲ့ပါဇက်ဖြားမှာရေပန်းစားနေတဲ့ NUG ကပြည်သူလူထုယုံကြည်အောင်သောက်ဝင်အောင်ပြည်သူရဲ့အသက်အိုးအိမ်စီစဉ်လေလိုက်ပေါ်ပါပဲအာမမခံပဲလက်တွဲကြကြတော်လာရေးအစိုးရဆိုပြီးကိုဟာကိုထုတ်ပြန်ထားတယ်ဆိုရင် NUG ကကိုဟာကိုတာဝန်ယူပြီးလုံးဝလက်တွဲကြကြလုံးဆောင်ဖို့လိုအပ်ပါတယ် နော်လေလိုက်ပေါ်ကအစိုးရလေလိုက်မှာပဲကိုတွေကပြောလာတဲ့စကားလေးတွေလေထဲမှာပျောက်တော့ရုံပျောက်တော့လို့မရဘူးဒါကကလေးကစားနေတာမဟုတ်ဘူးကလေးကစားတယ်ဆိုရင်လေဒီလိုအလုံးမျိုးကိုလုံးလုံးမရဘူးမိမိတို့မနိုင်မနှင်းဖြစ်နေတယ်ဆိုရင်တခြားသူကိုလွှဲကြပါဆိုတော့ NUG အနေနဲ့လက်တွဲကြကြအကောင့်ထေပေါ်ဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့အခုဖြစ်ပြနေတဲ့အရာတွေမှာ ဘာဆိုဘာမှတည်င်းထွက်လာတဲ့ NUG ကဟွာဖြစ်တယ် NUG ကဒီဟာဖြစ်တယ်ဆိုပြီးတော့လက်ရှိမှာ NUG အုပ်ချုပ်ရေးဒေသမှာတင်စေထားတာကဘယ်နှမျိုးလောက်ရှိပြီလဲဒီအရာလေးတွေးဖို့လိုအပ်တယ်အမှန်မှန်ကအခုမြန်မာနိုင်ငံထဲမှာဖြစ်ပေါ်နေတာစစ်ကောင်စီကသူတို့အားသာချဖြစ်တဲ့ဒီလေရင်ကိုပဲဦးစားပေးပြီးတော့မိမိတို့လွှော်လိုက်ရတဲ့နေရာဒေသတွေမှာဆိုရင်အကုန်လုံး အင်အားစုတွေကတင်စီထားတဲ့နေရာတွေကိုဆိုရင်မိမိတို့လူမကြိုက်ရင်နေပါစေမြေကြိုက်ရင်တော်ပြီဆိုတဲ့ဒီခံယူချက်နဲ့ငါ့ကိုမရရင်ကြင့်ကိုဖြတ်မယ်တွက်ကိုမနိုင်ရင်ကြည်ကိုမီးရှို့မယ်ဒီလိုပုံစံကိုကြောင်ကြောင်တင်းတင်းလှုပ်လာတာဖြစ်ပါတယ်ဒီလိုကအကုန်လုံးတိုင်းရင်းသားတပ်ပေါင်းစုတခုတော့လိုအပ်တယ်လို့မြင်မိတယ်ဘာလို့လဲဆိုတော့မိုးပေါ်မှာပြန်နေတဲ့နှက်တကောင်ကိုပြလို့မထိတာပြဿနာမရှိဘူးဒီငှားရဲ့နားနေတဲ့အပိုင်းဆိုတာရှိတယ် ဒီငါနာနေဖို့ဒီငါအိတ်တန်းဝင်ဖို့အပိုင်းဆိုတာကြီးတွေဒီအပိုင်းအမျိုးကိုကျွန်တော်တို့ဖြတ်နိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့မိမိရဲ့မြင်တဲ့အမြင်ကိုရှားပြတာပဲဖြစ်ပါတယ်ဒီတော့အခုဖတ်ပြနေတဲ့ဆောင်းပါးမှာမေခွန်ကပါလေမေခွန်ကအာစီယာကကြံရပါဖြစ်နေပြီလားအာနာသိမ့်မှုကိုဥဆောင်သူစီကောင်းဆောင်ဘိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းအနေနဲ့စွန်းလွှတ်နေမြေတွေကို ပြန်လေထိန်းချုပ်နိုင်မှုမရှိတော့တဲ့အတွက်2024ခုနှစ်စက်တင်ဘာလတရနေ့ကလေးကရန်နိုင်မင်းစစ်စင်ရေးကိုအကောင့်ထင်ပေါ်ခဲ့တာလေးဖြစ်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့အနေနဲ့ဒေသအတွင်းဒေါ်လာရေးတပ်ဖွဲ့တွေစီကဆုံးရှုံးခဲ့တဲ့နေနေတွေကိုပြန်လေတိုက်နိုင်ရေးရည်ရွယ်တဲ့ရန်နိုင်မင်းစစ်စင်ရေးတရက်ကိုအကောင့်စီကစီစဉ်ခဲ့တာကိုမြန်မာဝင်းနစ်ရဲ့အစီရင်ခံစာတစ်ခုမှသိရတယ် ။နေမြင်များစွာလွှတ်ထားရတဲ့စစ်ကောင်စီကဒီနေ့ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့ကန္တာစုံပြင်ဆင်နေတယ်လို့စီးရဲအရာလေးလက်ရှိအချိန်ထိလေเจ้าကိုတိုက်ခိုက်မှုတွေကိုထပ်တိုးမြင့်လုံးဆောင်နေတာလေးဖြစ်ပါတယ်။အဓိကပြောချင်တာကဒီစစ်လက်လက်တွေဘုံတလုံးကိုပေါင်ရာတလုံးကိုဘယ်နှတန်းလောက်ကြာသလဲပေါင်တထောင်တလုံးကိုဘယ်နှတန်းလောက်ကြာသလဲဒီလက်ရှိငွေကြေးအတိုင်းတာကိုဘယ်ကရရသလဲ လက်ရှိမှာမြန်မာနိုင်ငံထဲမှာဖြစ်ပေါ်သွားတာငလျင်အကြီးအကျယ်ဖြစ်သွားတယ်ပြည်သူလူထုတွေတေကြတယ်ဒီလောက်ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့အချိန်မှာစစ်ကောင်စီကအဲ့ဒီအချိန်လေးငလျင်လုံးနေပေမဲ့အမြဲတမ်းဒလဇတ်ဘုံကျင်းနေခဲ့တာဖြစ်တယ်ဒီအချက်တွေကိုကျွန်တော်တို့လေးလာသုံးသပ်ဖို့လိုအပ်တယ်အမြဲတမ်းတောက်လျှောက်ဘုံကျင်းနေခဲ့တယ်ပြီးရင်ဘလောက်ပဲတိုင်းရင်းသားလက်လက်ကင်တွေကညီနောင်သုံးပေါ်တွေက အပြစ်ခတ်ရစေပါတယ်ဆိုပြီးကိုဟာကိုနေတဲ့နေရာတွေကိုထိုးစစ်စင်တယ်ထိုးစစ်စင်တော့ဟိုကပြန်ပြီးတော့ခံချတဲ့အချိန်သူတို့ကဟိုဘက်ကနေပြီးဂတိမတည်ပါဘူးဆိုပြီးအမျိုးမျိုးပြောတယ်မိမိတို့အလင်နံကလည်းအခုဆိုရင်စစ်ကောင်တွေကအပြစ်ခတ်ရစေထားတာ၃ချိန်ဖြစ်သွားပြီဒီ၃ချိန်ကိုလည်းပြောင်ပြောင်တင်းတင်းရာချောက်ကိုမတော့ခင်တာဒီယာမြောက်အချိန်ကိုထုတ်ပြန်ခဲ့ပြီးတော့အခုပြောင်ပြောင်တင်းတင်းသူကကျူးလွန်နေတဲ့အချက်တွေအများကြီးတင်လာတယ် လေဒါကနေပြီးတော့ DGM ပြုလုပ်ခဲ့တဲ့တက်ချက်ကြီးဇေယားကစွန်းလွန်နေမြေတွေကိုရာသလောက်ပြန်ယူဖို့စစ်ကောင်စီကလေကြောင်းကို တိုက်ခိုက်နေမှုအရသာပြစ်မှတ်တွေကိုဆက်ပြီးတော့ PR ပေးနိုင်နေဆိုတာကိုသုံးသပ်ထားတာဖြစ်တဲ့ရွေးကောက်ပွဲမတိုင်ခင်သူတို့ရာသလောက်ပြန်ပြီး ထိန်းချုပ်မယ်ယူမယ်ဆိုတဲ့ပုံစံမျိုးလှုပ်လာတာဖြစ်တဲ့ဒီအရသာထိခိုက်မှုတွေကတော့လေကြောင်းတိုက်ခိုက်မှုကိုတမင်တသက်ကို PR ပေးတာပေါ့ရရက်ဆက်ဆက်သူတို့ရဲ့နှီးပြူဟာ လုံပြတဲ့ပုံစံမျိုးပဲရှိပါတယ်။လေချောင်းတိုက်ခိုက်မှုတွေကဒီထက်ပိုပြီးတော့အယတ္တပြစ်မှတ်တွေကိုလုံလနိုင်တဲ့အနေအထားတွေလည်းရှိနေပါတယ်။ဒါဟာသူတို့ဘက်ကအားသာတဲ့ဘက်ကနေပြီးဖိအားပေးတဲ့ပုံစံမျိုးဆက်ပြီးတော့လုံလနိုင်တယ်ကို ကျွန်တော်တို့မြင်မိပါတယ်ဟုဆိုရတယ်။ဒီရက်ပိုင်းမှာ TNA ထိန်းချုပ်ထားတဲ့ချမ်းမြောက်ကမျိုးနေတချို့ကိုစစ်ကောင်စီကဘုံကျတာရှိတယ်လို့အေးအေးထိန်းချုပ်ထားတဲ့ရခိုင်ကရသေးတောင်ကြောက်ပြူမျိုးနဲ့အပါဝင် ဒီနေ့မှာဆိုရင်ကြောက်တော်ကြောက်တော်ကိုပါဆက်ပြီးတော့ဘုံကြည့်တာရှိတယ်မေလာစေတုံးရနေ့ရခိုင်ပြည်ရသေးတော်မျိုးနဲ့ထောရဝေရွာဟောင်းဘုံကြည့်ခံရမှုအတွင်းကနဦးအနေနဲ့သေဆုံးသူရုံအလောင်းကစေတုံးလောက်အထိရထားပြီးတော့20ကျော်တန်ရာရခဲ့တယ်လို့အာရာခတ်တတ်တော်အေရေပြောရေးဆိုခွင့်ရှိသူဦးခိုင်သူကအတီးပြူပြောကြားထားတာလေးဖြစ်ပါတယ်ဒီအရာကိုလေကျွန်တော်အနေနဲ့ဗီဒီယိုဖိုင်တက်လာတဲ့အတွက်အဲ့ဒါကို share လုပ်ပြီးတင်ဆက်ထားပြီးဖြစ်တယ် ကနဦးသတင်းအရာကတော့တေဆုံးသူဟာစစ်တုံးဦးထမင်းရှိနေပြီးတော့နောက်ထပ်ဒဏ်ရာရတာ20ကျော်ရှိတယ်လို့ပြောထားတယ်။အိမ်ကတော့စစ်နှလုံးပြည့်စည်သွားတယ်လို့ပြောဆိုထားတယ်။ထွက်ရဝေရွာဟောင်းကျေးရွာကိုဒီကနေ့မေလာစစ်တုံးရမနက်7:00နာရီလောက်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှလုံးလာရောက်ကျေးရှားခဲ့တာလေးဖြစ်ပြီးတော့လက်ရှိမှာအပြအစီးတွေအကြတီးခိုက်တေဆုံးသူတွေထားချီလာနိုင်နေတဲ့အတွက် ထိခိုက်သေဆုံးမှုအရေအတွက်ပုံများနိုင်နေလို့ပြောဆိုထားပါတယ်စစ်ကောင်စီဟာမေလ6ရက်နေ့ကနေပြီးတော့31ရက်အထိအပြစ်ခတ်ရစေးထားကာလထပ်တိုးကြောင်းကြေညာထားခဲ့ပေမဲ့သူတို့ရဲ့ကြေညာချက်ကိုမြေပြင်မှာသူတို့ကိုယ်တိုင်လုံးဝလိုက်နာခြင်းမရှိဘူးလို့ဥခိုင်သူကစပြောထားတယ်ကျွန်တော်တို့ရခိုင်ဖမ်းမှာကတော့သူတို့နေ့စဉ်နေ့တိုင်းဘုံကြေးတိုက်ခိုက်မှုတွေတောင်လျှောက်လုံးနေတာလည်းရှိတယ်လမ်းလိုက်ကြည့်တယ်လည်းပြင်းနေတာရှိတယ်ဒရုန်းနေနဲ့လာပစ်တာလည်းရှိတယ်ဒါကြောင့်မလို့ သူတို့ကြေညာထားတဲ့အပြစ်ခတ်ရစေးရေးမြေပြင်မှာလုံးဝလိုင်းနာမှုဆောင်ရွက်ချက်မရှိပါဘူး။နောက်တစ်ခုကတော့အကြံဖန်စစ်ကောင်စီဟာအပြစ်မဲ့ပြည်သူတွေကိုဥတည်ပြီးတော့တိုက်ခိုက်နေတာဖြစ်တဲ့ဒီနေ့တိုက်ခိုက်မှုဆိုရင်လည်းရသေးတောင်ဆိုတာဘာတိုက်ပွဲမှမရှိတဲ့နေရာ။ဒါပေမဲ့ရည်ရွယ်ချက်ရှိရှိနဲ့အပြစ်မဲ့ရခိုင်သူပြည်သားတွေကိုလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တာလေးဖြစ်တဲ့ဒါကတော့ပြောမယ်ဆိုရင်အကြံဖန်စစ်ကောင်စီကကြီးမားတဲ့စေးရဆောင်မှုတွေကိုကျူးလွန်နေတာဖြစ်ပါတယ်။ဒီအတွက်လေးပဲ အကြံပါစစ်ကောင်စီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုခြေရမှာဖြစ်တယ်ဗျာလို့စပီတော့ပြောဆိုထားပါတယ်ပြီးရင်ဒီလာစီလီယာနေ့မှာရခိုင်ပြည်ကြောက်တော်မျိုးကိုစစ်ကောင်စီလေတပ်ကယနေ့ညနေတွင်လေကြောင်းမှာဘုံးတလုံးလာခြာခဲ့သည်အယတတအူထမနေ့တေဆုံသွားခဲ့သည်ဟုမျိုးခံများကပြောဆိုထားကြသည်ယမနေ့မေလာစီလီယာညနေ3:50နာရီ50မိနစ်စစ်ကောင်စီဂျက်ဖိုက်တာတစ်စီးကကြောက်တော်မျိုးချွေကြောင်းအနောက်ဘက်ကြီး တောင်ဖတ်စုယောမရက်ကွက်တို့ဘုံတလုံးလာရောက်ကြေးချခဲ့ခြင်းဖြစ်သည်ယင်းတို့ကြေးချခဲ့ပြီးနောက်အမျိုးသမီးငယ်တို့ပွေးချင်းပြီးတေဆုံးသွားခဲ့သည်ကိုလည်းတွေ့ရပြီးနောက်နောက်ထပ်လည်းတေဆုံးသူတွေကြီးနိုင်သည်ဟုအခင်းဖြစ်ပေါ်ရသောရောက်ရှိခဲ့သည့်မျက်မြင်တို့ကပြောဆိုထားသည်ဒံယာရသောသည့်အမျိုးသားနှစ်ဦးကိုလည်းစေကူသားမှုခံယူရန်ခေါ်ဆောင်တော်သည်ကို တွေ့လိုက်ရသည်ဟုလည်းသူကပြောသည်တေတော်တဲ့ကလေးမတစ်ယောက်ဆိုအသက်၁၀ကျော်လောက်ပဲခံမရရတဲ့ ရစရာတော့မရှိဘူးခင်ဗျရုပ်ပြစင်ပြကြီးဖြစ်သွားခဲ့တာအသားစားအနေအထားတွေပြန်ကျေသွားတာဘေသူသာသမီဆိုတာတော့မတိရသေးတဲ့အခြေအနေ ဖြစ်နေတယ်သေဆုံးသူနဲ့ထိခိုက်ကြရရသူတွေနောက်ထပ်လည်းရှိနိုင်သေးတယ်ဟုဆိုတာဒီကျောက်တော်မျိုးကို PKP AP လာစစ်3ရက်နဲ့စစ်9ရက်တို့ကြာမှလည်းစစ်ကောင်စီကလေကြောင်းမှာဘုံကျင်းမှုတွေထိခိုက်မှုတွေရှိခဲ့တယ်ရင်းဖြစ်စီနှစ်ခုတွင်း အပြင်းမဲ့အရကအမျိုးသားတဦးသေဆုံးခဲ့ပြီးတော့24ဦးထိခိုက်ဒဏ်ရာရရှိတာလေးရှိခဲ့တယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့ငလျင်ကြောင့်နေပြည်တော်အပါဝင်ငလျင်တင်ပြည်သူတွေမှာပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီကအပြစ်ခတ်ရစေးရေးကို မေလာကုန်ထိဒါရီယာအကြိမ်အဖြစ်သတ်မှတ်ခဲ့တာလေးဖြစ်တယ်။ဒါပေမဲ့အပြစ်ခတ်ကာလအတွင်းတိုင်းရင်းသားလမ်းလမ်းကင်အပွေတွေနဲ့တော်လန်ရင်အပွေတွေထိန်းချုပ်ထားတဲ့နေမြေတွေအပါအဝင် ရန်ကုန်တိုင်းကလွေးရင်နိုင်ငံတော်မှာလေကြောင်းပုံကျင်းမှုကြောင့်အယတသေဆုံးမှုတွေကမြင့်တက်နေပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရှိသူဗဒိုဘာစောနီယာနိုင်ငံတကာအတိုင်းအဝိုင်းကစစ်ကောင်စီရဲ့ကျူးလွန်မှုတွေကိုအရေးယူဆောင်ရွက်တာမျိုးမရှိသလိုစစ်ကောင်စီကလည်းဗတ်ပေါက်ဆောင်ကြားချုံနေတာကြောင့်မထူးဆက်ကိုခင်းနေတာလို့မြင်မိတယ်။ဒီလိုမျိုးခဏခဏဖြစ်စေတဲ့အကြောင်းရင်းကတော့တစ်ဖက်ကနေကြည့်ရင် နိုင်ငံတကာအတိုင်းအဝိုင်းကစစ်ကောင်စီကိုဒီလိုမျိုးလက်လွတ်စပယ်လုံးနေတဲ့ကိစ္စရပ်တွေကိုဘာမှအရေးယူဆောင်ရွက်တာမျိုးမဟုတ်ပေနဲ့ဒီလိုပဲဘာမှထိရောက်မှုမရှိတဲ့လုံရက်တွေနဲ့လုံးနေတဲ့အခါကျတော့စစ်ကောင်စီဖက်ကပူပြီးတော့အတင်းရေးတဲ့ရေးလာပြီးတော့လုံးချင်ရလုံးနေတာပဲဖြစ်တယ်တဖက်ကနေကြည့်ပြန်တော့လေစကားစားဟာစည်ရေးဖတ်မှာရောနိုင်ငံရေးဖတ်မှာရောဘတ်ပေါင်းစုံကနေပြီးတော့ကြာချုံနေတဲ့အခါကျတော့ မထူးစားခင်ပြီးသူကလုံးဆောင်လာတဲ့အထီးကို ရောက်လာတာနိုင်ငံတကာကလည်းအရေးယူဆောင်ရွက်မှုတွေကတော့အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့အကြတဲ့ကိုကူညီဖြည့်ချင်းပေးရမယ့်အစားထီရောက်တဲ့နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေဟန်တာမှုတွေစစ်အုပ်စုနဲ့အပွင့်ဝင်နိုင်ငံတွေစီးပွားရေးစနစ်မှုတွေကိုမျက်ကွယ်ပြုခဲ့ကြတယ်ဆိုတာတင်တင်ကြကြတွေးနေရတယ်။ဒါကြောင့် စစ်အုပ်စုစပီကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာအာဆီယံဟာကြံရပါဖြစ်နေပြီလားပတ်သက်နေပြီလားဒါကမေလစစ်3ရက်နေ့မှာအကြံပြုရေးသားထားတဲ့ဆောင်းပါဖြစ်တယ်ရခိုင်ကိုဘုံကျေးလိုက်လာပြန်နေသခိုင်ကိုဘုံကျေးလိုက်လာပြန်နေတရားနယ်လေးဖက်ကိုဘုံကျေးလိုက် ဒီလိုပြောင်းဆန်လိုက်နေအောင်မိမိတို့ကအမိန်စာထုတ်ခဲ့တယ်ပါလေအပြစ်ခတ်ရက်စေးထားတယ်ပြန်လေထူထောင်ရဲ့အတွက်အခုစေကောင်းဆောင်ကပျော်နေတယ်ဘာလို့ပျော်နေသလဲပြည်သူလူထုကိုငလျင်ချောင်းကလေးကကျွန်တော်ပြောခဲ့ပြီးပြီပြည်သူလူထုကိုတပ်ဖို့အတွက်စစ်လက်နက်တွေဝေဖို့နိုင်ငံတကာက ဒုက္ခရောက်နေတဲ့သူတွေကိုကူညီထားတဲ့အရာတွေသူတို့လက်ထက်ကိုရောက်တော့ပြီဆိုတာနဲ့ဒီအရာကတခါလေပြည်သူကိုတပ်ဖို့အတွက်အင်အားတွေဖြစ်ပြီဆိုတာကျွန်တော်အနေနဲ့ထောက်ပြခဲ့ပြီးအခုလက်တွေ့ကြကြပါပဲနော်ရရှိလာတဲ့အရာတွေပြည်သူတွေစီကိုအခုထိရောက်တယ်လို့ပြောတတ်မကြသေးဘူးဆိုတော့ထတ်တိုးလာတာကဘုံကြေတဲ့ယတနာက နေစာမပြတ်ကိုပြစ်လာတယ်ဒေတာတိုင်းကိုပြေးလာတယ်ဒေတာတိုင်းကိုပြစ်လာတယ်ဆိုတော့ချင်းမှကျွန်တော်ပြောခဲ့တယ်လို့ပဲငှက်တကောင်မိုးပေါ်ပြန်နေပါစေဒီငှက်ကိုပြစ်လို့မထိတာပြဿနာမရှိဘူးဒီငှက်မှာအိတ်တန်းဝင်နေအတိုင်းအမြုံချပြီးသားဒီအတိုင်းအမြုံကိုကျွန်တော်တို့တွေအတိအကျဖြိုခွင်းနိုင်ဖို့လိုအပ်တယ်ဒီအတိုင်းအမြုံကိုဖြိုပြီးဆိုရင်ဒီကောင်ဘာတန်းနိုင်အောင်ပါလဲဒီငှက်ဦးလဲမဦးနိုင်တော့ဘူး ชี้เล่มาปาနိုင်တော့ဘူးအစာလည်းမကောင်းနိုင်တော့ဘူးဒါရိုးရှင်းပါတယ်ဒါကြောင့်အကုန်လုံးစီးလုံးညင်ညွတ်ဖို့လိုအပ်တယ်ဒီအချိန်မှာလေနွားကွေးတယ်လို့ကွေးနေကြရင်ကြားကဝင်ဆွေးသွားလိုက်မယ်ဟိုမှာကအယူရှိပန်းဖြစ်နေတာဆိုတော့ကမင်းတို့တွေလုံတဲ့အရာကိုမင်းတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်လို့ဥခိုင်ဒုက္ခကတကယ်တမ်းပြောခဲ့ပြီးပြီတဖမ်းမှာကလည်းကြောက်ပြူကိစ္စကိုအလေးကြရင်မနှွေးစတဲ့ ခံနိုင်ရည်ကြီးအောင်စ조사ပါကျောင်းပြူမှာတပတ်အတွင်းစစ်ကောင်စီစစ်အင်အား200ကျော်တည်ဆောင်းခဲ့တယ်။ဒီတဲ့င်းကိုအိုက်ဇနာလီညင်းလေဝဒီ FNO ကတင်ဆက်ထားတာဖြစ်တယ်။တပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ကျောင်းပြူမျိုးတွေကတိုက်ပွဲတွေမှာစစ်ကောင်စီအင်အား200ကျော်အကြအဆုံနဲ့တက်လန်ပြီးတော့နောက်ဆုံးသွားတယ်လို့သတင်းတွေရကြီးတယ်။ကျောင်းပြူမျိုးတွေဂုံရှွန်းတိုင်းနယ်နဲ့တပုတ်တောင်တိုင်းနယ်အေအေထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တဲ့မာလာကျွမ်းလိတ်ခမော်ကတ်တပြည့် ပြားတဲ့တပြူးတောင်ကျေးရွာအနီးဝန်းကျင်တို့မှာမေလာဒုတိယဘက်ကအင်အားရာနှန်းချီတဲ့စစ်ကြောင်းတွေနဲ့တံပြန်ထိုးစစ်စင်တာတွေကြီးတာတွေမေလာစစ်တရစနေရဝန်းကျင်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာစကားသာဘက်ကအကြမ်းရှုံတော်တော်ဝင်များပါတယ်နှစ်ရာကျော်လောက်ပါတဲ့သူတို့စစ်ကြောင်းတစ်ခုလုံးပြတ်သွားတယ်အလောက်တော့မကောင်းနိုင်ဘူးပြည်သူပြည်သူစစ်တွေလည်းပါတယ်တက်လာပြီးတော့နောက်ဆုတ်သွားတယ်ပြီးတော့မကြဘူးလေကြောင်းကဒရုန်းတွေနဲ့ ဒါလဇတ်ပြစ်တာပါပဲကြောက်ပြုံမျိုးနဲ့စေရသတင်းရင်းမြစ်တွေကပြောဆိုထားတာဖြစ်တဲ့မေလစေ3ရက်မှာစစ်ကောင်စီရဲ့ရှင်းလင်းစစ်ကြောင်းဟာလက်ခမော်တိုက်ပွဲကနေပြီးတော့နောက်ဆုတ်တော့ပြီးအသေးခံဒရုန်းတွေနဲ့လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက်လက်ခမော်ရော်ဟောင်းနဲ့ဖုံးတော်ကြီးကြောင်းတကြောင်းမိလောင်ပြစီခဲ့ပါတယ်တိုက်ပွဲကတိုင်းနယ်နှစ်ခုလုံးမှာဖြစ်နေတာဖြစ်တဲ့စစ်ကောင်စီဘက်ကနေရာအစုံကိုစစ်ကြောင်းထိုးတာတဲ့စီးရဲလုံချနေတာတဲ့ သူတို့စစ်ကြောင်းထိုးလာတဲ့ရွာတွေမှာအေအနာတာကွေးတွေဖြစ်တယ်လို့စည်ရည်တည်တည်အရင်မြစ်တွေကပြောဆိုထားတယ်စစ်ကောင်စီတတ်တဲ့ဟာကြောက်ပြူမျိုးတရုတ်စီမံကိန်းပပတ်လေမှာနေရာတွေရှာထားပေမဲ့ခြေကိုယူထားပေမဲ့အေအဖကအဲ့ဒီတတ်တွေကိုပြန်လေပေါ်ကပိတ်ဆိုးဝါရံထားတဲ့အနေအထားဖြစ်ပါတယ်ဒါကြောင့်ကြောက်ပြူမျိုးနေ့ချီဒညာဝတီရေတပ်စခန်းဌာနချုပ်ကြောက်တလုံးဖျားအနိမအခြေဆိုင်ထားတဲ့ခမရာငါလေးနှင့်ဂုံချွန်ကျေးရွာအနိမရှိနေတဲ့ ခမာရာငါးလေးတုံးတို့ကိုအနီးဝန်းကျင်ကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်တဲ့အတွက်ရေကြောင်းလေကြောင်းတို့ကိုအဓိကအသုံးပြုပြီးအင်အားဖြစ်နေရတဲ့စစ်ကောင်စီဟာမိုးအဝင်ရာသီဥတုမပြင်းထန်ခင်မှာလေကြောင်းကိုအကြီးအကျယ်သုံးနေပြီးတော့တိုက်ပွဲတွေအလုံးအရင်ထပ်ဖြစ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောဆိုထားတာဖြစ်ပါတယ်။ကြောက်ပြူမျိုးနယ်ထဲမှာအပီလာကုံပိုင်းကနေပြီးတော့နေစဉ်နီးပါးကို တိုက်ပွဲတွေကဇက်တိုက်ဖြစ်နေပါတယ်။ဒီတော့ သူတို့ကဒီဖက်မှာဝိုင်းထားရင် AA ကအပေါ်စီးကထပ်ပြီးတော့ဝိုင်းထားပြီးပြီဘယ်ပြည့်မလဲမိရှို့သေးเนาะဒီတော့မင်းတို့တွေမူးကြရင်ဒီငှက်ကအစာကောင်းနိုင်အောင်မလားတခູ້ယူရင်နှစ်ခູ້ပြန်ပေးဆက်ရတယ်ဆိုတာလောကရဲ့နိယာမတရားပဲတံပြန်တရားမှုရှိတယ်ဆိုတာအမြဲတမ်းရှိတယ်ဒါနယူတန်ရဲ့နိယာမဒါကြောင့်အကုန်လုံးဆုံးလေးစုစားလေးယူပြနေတဲ့စစ်ကောင်စီကို အမြင့်ပြအောင်ဒီသူတရားလုံးမှာရောတော်လိုင်းရဲ့အင်အားစုတွေရောဒီဘုံကျေးတဲ့ပြဿနာကိုအဓိကခံစားနေရတာကတော့ပြည်သူလူထုဖြစ်တဲ့ဒီပြည်သူတွေရဲ့အတန်းအိုးအိမ်စည်းစိမ်ဘယ်အချိန်အာမခံနိုင်မလဲဘယ်အချိန်ဒီတောင်းခံထားနိုင်မလဲစည်းဆိုတာတိုက်လာလေခြေလာလေပြည်သူကဒုက္ခရောက်နေဖြစ်တဲ့အတွက် အချိန်တိုးတိုးအတွင်းမှာပြင်နိုင်အောင်တော်လန်ရဲ့အင်အားစုတွေအနေနဲ့ကလည်းမြန်မြန်ဆန်ဆန်ပြုံးနိုင်အောင်